ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါချစ်တော်မိတ်ဆွေများအားလုံးဆေယောကိုပါရှင်လန်းချမ်းမြေ့ကြပါစေယခုလောမင်္ဂလာရှိသောအချိန်ခါတာမညလေးမှာတို့ရှင်ချစ်တဲ့မိတ်ဆွေတို့နဲ့ပြန်လည်ဆုံတွေ့ခွင့်ရတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာပါတယ်ချစ်တဲ့မိတ်ဆွေတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ယုံကြည်ခြင်းအုံမြင့်ယုံကြည်ခြင်းအုံမြင့်ဆိုတာဘယ်အရာကိုဆိုလိုတာလဲတခါလေကျွန်တော်အားလုံးကယုံကြည်ခြင်းရှိတယ်ဖခင်ကိုယုံတယ်ပြောပြီးတော့ကျွန်တော်တို့ရဲ့ foundation ကျွန်တော်တို့ရဲ့အုံမြင့်ကိုကျွန်တော်ကတော့ရှင် လုံးဝခိုင်ခန့်စွာမတိဆောက်တဲ့ခါမှာကျွန်တော်ကရင်းရိုင်ပြီးတော့လဲကြတဲ့သူတွေရှိကြတယ်။နောက်ဆုံးမှာလို့ရှိရင်ယုံကြည်သူတွေရာလို့ရှိရင်အမျိုးမျိုးဖောက်ပြန်သင်ခွဲခြင်းနဲ့မှာရောက်သွားတဲ့သူတွေရှိကြတယ်။ယုံကြည်သူတွေလို့ပြောပြီးတော့ယနေ့ယုံကြည်သူတွေကဖရာရဲ့ဘုန်းတော်ကိုမထင်ရှားနိုင်ကြဘဲနဲ့မိမိတို့ရဲ့ကိုရေးကိုတာဒီပေါ်မှာလို့ရှိရင်ယက်တီကြပြီးတော့ယနေ့လူသူရဲ့ရှေ့မောက်မှာထိမိ၍လဲစရာတွေဖြစ်ကုန်ကြတယ်။ဒါကြောင့်ယုံကြည်သူတွေဒီ ဖះရဲ့ဘုံတော်ကိုထင်ရှားရမယ်အစားကျွန်တော်ကထိမိ၍လဲเสียဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်ရဲ့တတ္တမှာတကယ်ကြုံကြည်သူတွေနဲ့အသက်တာဒီဝမ်းနေစရာပဲ။ဒါကြောင့်ဒီနေ့ကျွန်တော်ယုံကြည်ခြင်းရဲ့အုတ်မြစ်ကတော့အခြေခံအုတ်မြစ်ကတော့ဒီနေ့ချစ်တဲ့မိစေတို့ကိုအဓိကပေးသွားခြင်းနဲ့အုတ်မြစ်ကတော့ခြင်းဘယ်အရာဖြစ်မလဲ။ဒီမှာတမန်ချမ်းသာထဲမှာလို့ရှင်တုတ်တန်ချမ်းခန်းကြီးကိုပိုက်ငယ်ငါးကိုကြည့်တဲ့ခါမှာလာလောတဲ့။ငါးမုံကိုစားလောတဲ့။ငါဖော်ပြတော့စပြည့်ရစ်ကိုတောက်လောဆိုပြီးတော့တုတ်တန်ချမ်းခန်းကြီးကို အငငယ်ငါးမှာဖော်ပြတာလေဒါကြောင့်နှုတ်ကပတ်တော်ဟာကျွန်တော်အားလုံးအတွက်အသက်မုံဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာတို့ရှင်လာတော့ငါးမုံကိုစားတော့တဲ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးနှုတ်ထလာကြပြီနှုတ်ထလာကြတဲ့အခါမှာတို့ရှင်ကျွန်တော်ရဲ့အသက်တာကိုဖခင်ကမဆားတဲ့အတွက်ကြောင့်နေ့ရက်တစ်တဖန်ကျွန်တော်ပြန်လည်ပြီးတော့အသက်ရှင်ခွင့်ရတယ်အသက်ရှင်ခွင့်ရတဲ့အခါမှာတို့ရှင်အဲ့ဒီအသက်ရှင်ခွင့်ပေးတော်မူသောဖခင်သခင်တန်ကိုကျွန်တော်ကအရင်အ우ဆုံးရောက်ပြည်လာနော်အရင်အ우ဆုံးဖခင်သခင်နဲ့မိတ်ဆွေဖွဲ့ရလား အသက်မုံတီးဟူသောနှုတ်ကပတ်တော်ကိုဖတ်ကြရလားဒါနှုတ်ကပတ်တော်ဒီကျွန်တော်အတွက်အသက်မုံပဲအဲ့တော့ဒီနေ့ကျွန်တော်ရတက်တာမှာလို့ရှိရင်နေ့ရစင်တိုင်းကျွန်တော်ကအားလုံးကအသက်အတွက်ရင်းပြီးတော့သွာလာနေထိုင်လှုပ်ရှားနေကြတာဖြစ်တယ်။အဲ့ဒီအသက်ဆက်နိုင်ရေးအတွက်ကျွန်တော်အားလုံးကဆိုရှင်စားရေးဝတ်ရေးနေရေးထိုင်ရေးအတွက်ပူပင်တော့ကနေလှုပ်နေကြရတာဖြစ်တယ်။ဒါဒီအသက်အတွက်ကျွန်တော်အာမခံပေးထားတဲ့အဲ့ဒီအသက်အတွက်လုံခြုံစိတ်ချသုံးသောအုတ်မြစ်ကိုကျွန်တော်ကျွန်တော်အားလုံးကအဲ့ဒီ foundation ပေါ်မှာရပ်တည်ပြီးမှသွာလာမယ်လှုပ်ရှားမယ်ဆိုရင်ချစ်တဲ့မိတ်ဆွေ တင့်ရအသက်တွေစိုးရင်စရာအကြောင်းကြစိုးရင်စရာအကြောင်းတရားရှိအောင်မလားဒါနောက်ကပတ်တော်အတော့ချင်းဘာပြောထားလဲဆိုတော့ကျွန်တော်အားလုံးတွေဒါအသက်ရဲ့အခြေမြစ်ကအုံမြစ်ကဆိုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒါဒီနှုတ်ကပတ်တော်ကိုကျွန်တော်အားလုံးကနေရစင်တိုင်းအိယာထတာနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဒီဟုတော့အသက်မုံကိုစားပြီးမှသင်ရတော့ချင်းတကယ်ပဲမြင်းရရှက်ရစားပြီးမှတင့်ရဘွားတတာရှေ့ဆက်ပါဒါဆိုရင်တင့်ရဘွားတတာဒီလုံးဝရှင်တန်ရစ်အတွက်ဘာမှစိုးရိမ်စရာမလိုတော့ဘူး ဒါကြောင့်ဒီနေ့အသက်မုတ်စားပြီးပြီလားဒါကြောင့်တမန်ချမ်းသာတော့လာတော့ငါမုတ်ကိုစားတော့လို့ပြောတဲ့ခါမှာယနေ့ဖရာသခင်ရဲ့မုတ်ကတော့ဒီနေ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဖရာသခင်ရဲ့ဂရီတော်များကိုကျွန်တော်ယုံကြည်ခြင်းလို့ပြောတဲ့ခါမှာဖရာသခင်ရဲ့ဂရီတော်ကိုကျွန်တော်ဘယ်လိုယုံကြည်တာလဲဖရာသခင်ရဲ့ဂရီတော်ကိုကျွန်တော်ယုံတယ်ပြောပြီးတော့ကျွန်တော်ကိုယ်တိုင်ကဖရာသခင်ရဲ့နှုတ်ကပတ်တော်ဂရီတော်ကိုကျွန်တော်ကဆိုရှင်လုံးဝမလေးလာဘူးဆိုရင်ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်အဲ့ဒီယုံကြည်ခြင်းရဲ့ကဆိုရှင်တော့လုံးဝ အသေးဖြစ်သွားသွားမှာဖြစ်တယ်။ဒါဆိုရင်တမန်ချမ်းသာပါလို့ရှင်ဖခင်သခင်ရဲ့နှုတ်ကပတ်တော်မှာဂရိတော်များဟာလို့ရှင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအုံမြင့်များပင်ဖြစ်ပါတယ်။တော့ဒါကြောင့်ဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ရဲ့ဂရိတော်တွေကဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းရဲ့အုံမြင့်တွေဖြစ်တယ်တဲ့နော်။ဒါကြောင့်ဒီအုံမြင့်ကဆိုရှင်ခိုင်ခံ့မှာတည်မြဲမှာကျွန်တော်ရဲ့အသက်တာဒီလည်းပဲလုံးဝတည်မြဲမှာဖြစ်တယ်။ဒါနဲ့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာလို့ရှင်ဖယားသခင်သည်ဂရိတော်တီတော်မူသည့်အတွက်သင်ဤကျမ်းစာကိုဖွင့်လျက်နှိမ့်ချစွာဖြင့် တို့ဤဂရုတော်များကိုဖတ်ရှုကာထိုဂရုတော်များအပေါ်တွင်ဆွဲမြဲရှုံကြည်ပါမိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ဖရာသခင်ရဲ့နှုတ်ကပတ်တော်တမားချမ်းစာကိုဖွင့်ပါတဲ့နော်ပိတ်မထားပါနဲ့ပိတ်မထားပါနဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာသည်နေ့စဉ်နဲ့ရမျှဖရာကကျွန်တော်ကိုကောင်းချီးပေးနေတယ်နေ့ရက်တင့်ကိုပြင်ဆင်ပေးတာဖြစ်တယ်အဲ့တော့ဒီနေ့ရက်တင်မှာတို့ရှင်သင်ခန်းစားရမယ်ဒီကောင်းချီးတွေကိုရေတွက်ချီးမွမ်းပြီးနေအရင်ဆုံးတင်ပထမဆုံးရှာမှာကဖရာရဲ့ ဂရိတော်ကိုအရင်ဆုံးရှာကပါနော်ဘုရားရဲ့နှုတ်ကပတော်ဟာသူ့ရဲ့ဂရိတော်တွေဖြစ်တယ်သူ့ရဲ့ဂရိတော်တွေကကျွန်တော်ပေါ်မှာပြေဝစုံလင်စွာနဲ့ကျွန်တော်ခံစားဖို့ရန်အတွက်ကျွန်တော်မလုပ်ရမလဲနှိတ်ချစွာဖြင့်သူ့ဤဂရိတော်များကိုဖတ်ရှုပါတယ်နော်ဒီနေ့ကျွန်တော်အားလုံးကနှိတ်ချပြီးတော့ဘုရားသခင်ကတော့ရှင်ကျွန်တော်ပေါ်မှာတော့ရှင်ဘာဂရိတော်ရှိရှိတယ်လဲ ဖခင်ရဲ့ကောင်းမြတ်ခြင်းကကျွန်တော်မြည်ဆန်းတဲ့အခါမှာဘယ်လိုခံစားရမလဲအဲ့ဒီဂရိတော်တွေကိုကျွန်တော်အရင်အိုးဆုံးရှာဖွေလိုက်မယ်ဆိုရင်ဟာဖခင်ကငါ့ဘောမှာဒီလောက်ဂတိရှိလိုက်တာဂရိတော်ရှိတယ်ဒါကြောင့်ဘာဆိုရင်တရားလို့အုံးမလဲဒီနေ့ချက်တက်မိတ်ဆွေပေါ့မဒါကြောင့်ဖခင်သခင်ရဲ့ဂရိတော်များကိုထိုဂတိတော်များပေါ်တွင်စွဲမြဲစွာယုံကြည်ပါဒီနှုတ်ကပတ်တော်ရဲ့တုံတင်ချက်အားလုံးကကျွန်တော်အတွက်အလွန်မှပင်ကောင်းမြတ်တဲ့အတွက်ကြောင့်အဲ့ဒါကိုပဲစွဲမြဲစွာနဲ့ယုံကြည်ဖို့ရတဲ့ဖြစ်ပါတယ်ချက်တက်မိတ်ဆွေပေါ့တို့ ။ဒါဒီနေ့ကျွန်တော်တက်တာမှလို့ရှိရင်တော့ဖရားရဲ့နှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာလို့ရှိရင်အပေါ်ယံဝါကြွားဖို့ယံတွယ်မဟုတ်ဘူး။နော်။ယုံကြည်ခြင်းတက်တက်တာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်းပုံမှုပြီးတော့ကြီးထွားပြီးတော့ဖရားကဆိုရှင်တကယ်တက်နိုင်တော်မူတဲ့ဖရား။ဖះကကျွန်တော်တို့ကိုတကယ်မားဆန်နေတဲ့ဖះဖះကကျွန်တော်အပေါ်မှာတကယ်ကူညီနေတဲ့ဖះဆိုတာယနေ့ကျွန်တော်တို့ကိုယ်တိုင်ကတကယ်ပဲသိရှိခံစားပြီးတော့ယုံကြည်ခြင်းတက်တဲ့နဲ့ကျွန်တော်ကတော့ရှင်ဖះကိုမျှော်ကိုးသွားဖို့ ခုံလုံသွားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ဒါကြောင့်ခရစ်တော်များရဲ့အထောက်အမကိုကြည့်လိုက်တဲ့ခါမှာဆိုရှင်သခင်ခရစ်တော်ကဘလို့ခရစ်တော်ပေးတော်မူခဲ့တယ်လဲ။သခင်ခရစ်တော်ကတော့ပေးခဲ့တဲ့ခရစ်တော်ကတော့ဗနဲ့တောင်းကြလောတောင်းလင်ရပြီရှာကြလောရှာလင်တွေ့ပြီတကားကိုခောက်ကြလောခောက်လင်ဖွင့်ပြီတဲ့နော်။ဒါကြောင့်ဘုရားသခင်ယေရှုခရစ်တော်ကလည်းပဲယနေ့ကျွန်တော်အားလုံးကဆိုရှင်မလုပ်ရမလဲ။ဖရားသခင်ထံသို့တောဝင်ချစ်ကပ်ပြီးတော့ဒီနေ့ကျွန်တော်ဘာလုပ်ရမလဲတောင်းပါအရင်ဆုံးပထမကျွန်တော်ဘာလုပ်ရမလဲ ဖရာသခင်တညတာလုံးဘေးမတိရမခပဲနဲ့အိတ်ဆက်ခွင့်ရခဲ့တယ်။ကြမ်းကြမ်းမာမာနဲ့နေရတိပြန်လဲနိုးထသက်ရှင်ခွင့်ရတယ်။ကိုရောရဲ့ကောင်းမြတ်ခြင်းပြန်မြေဆန်းခွင့်ရတယ်။ကိုရောအသက်တွေကများစွာမွမ်းမံပေးထားတယ်။အဲ့ဒီတွေ့ကြောင့်ကိုရောကိုဂျေစုတင်တယ်ကိုရောထံမှာကျွန်တော်တိုးဝင်ချစ်ကပ်ပြီးတော့ဆုတောင်းမှုရန်အတွက်အလုံးမပြည့်ပြည့်ကြည့်တယ်။ဒါကြောင့်ကိုရောထံမှာကျွန်တော်အားလုံးကတောင်းလျှောက်မယ်ဆိုတောင်းချလို့တောင်းလင်းရမှာဖြစ်တယ်။ရှာပါလို့ပြောတဲ့ခါမှာယနေ့ကျွန်တော်ရဲ့အသက်တာမှာနောက်ကပတ်တော်၌ဖရာရဲ့ဂရုတော်ကိုရှာဖွေပါ။ ဒါမှသာလေကျွန်တော်အားလုံးကဖခင်ရဲ့ဂတိတော်နဲ့ပြေဝဆုံနေတဲ့အသက်တာနဲ့ရှင်သာတဲ့ခါမှာကျွန်တော်ဒီအမြဲပျော်ရွှင်မှာဖြစ်တယ်အမြဲတမ်းငြိမ်သက်ချမ်းသာခြင်းခံစားရမှာဖြစ်တယ်အမြဲတမ်းပဲဝမ်းမြောက်နေမှာဖြစ်တယ်ဒီတော့ရဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလိုအဆုံးသောအရာတွေအဲ့ဒါပဲလေပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းဒါတွေကကျွန်တော်လူသားတွေအတွက်လိုအဆုံးသောအရာပဲဒါပေမဲ့ဒီလိုအဆုံးသောအရာကိုကျွန်တော်အားလုံးကတကယ်ပဲပြေဝဆုံနေစွာရရှိဖို့ရန်အတွက်ဒီဖခင်သခင်ကရှာကြလောရှာလင်တွေ့မယ်လို့ပြောတဲ့အတွက်တွေ့ကြ ဒီနေ့ကျွန်တော်အားလည်းနှုတ်ကပတ်တော်ကိုအမြဲရှာဖွေပြီးတော့မိတင်းနိုင်တဲ့သားသမီးတွေဖြစ်ဖို့ရန်အတွက်ကျွန်တော်နေနဲ့ချစ်တဲ့မိတ်ဆွေတို့ကိုအားပေးခြင်းနဲ့ဒါမှမဟုတ်ကမနဲ့တကားကိုခောက်ကြလောခောက်လင်ဖွင့်မယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအချိန်ချင်းဖျားသခင်တာမှာတို့ရှင်ဆုတောင်းဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ဒါကြောင့်တကားကိုခောက်တော်သူအားလည်းဖွင့်တော်မူပြီတင်တို့ဤသားများအတွေ့ကောင်းသောယာများကိုပေးလျင်ကောင်းကင်ပုံ၌ရှိတော်မူသောတင်တို့အပသည်ဆုတောင်းတော်သူတို့အားကောင်းသောအရာကိုပေးတော်မူမယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့မိပါတယ်ဟုတ်တဲ့ ိုယ့်ရဲ့သားသမီးတောင်မှကောင်းတဲ့ຢာတွေပဲပေးချင်တာလေကောင်းတဲ့ຢာတွေပဲပြင်ဆင်ပေးချင်တယ်သားသမီးတွေကိုပုံမို့ပြီးတော့ကောင်းတဲ့ကောင်းတဲ့ຢာတွေနဲ့မွမ်းမံပေးချင်တယ်အဲ့ဒီလိုပဲဖရာသခင်ကယနေ့သူ့ရဲ့သားသမီးဖြစ်တဲ့ကျွန်တော်ဂျမတွေပေါ်မှာဒီထက်ကောင်းမြတ်တဲ့ຢာတွေနဲ့ပေးချင်တယ်ဖရာဖြစ်တယ်ဒါကြောင့်ဖရာသခင်ကိုရှေးဥစွာပထမကျွန်တော်ရှာမယ်တွေ့မယ်ဆိုရင်ဖရာသခင်ကကျွန်တော်တို့နဲ့အတူရှိတဲ့ခါမှာဘာတွေများလိုအပ်အောင်မလဲဖရာဒီမှာမပြေဝမစုံနေတာတခုမှမရှိဘူးဖရာကလို့ရှင်မဟာတကုရှင် ရာခတ်သိမ်းပြေဝဆုံနေတော်မူသောဖရာဖြစ်တယ်။ဒါကြောင့်ဖရာသခင်ကျွန်တော်ကိုလိုအပ်တာတွေကိုဖြည့်ဆည်းပေးနိုင်တဲ့ဖရာဖြစ်ပါတယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်သင်အတွက်အကျိုးသက်ရောက်ဖို့ရန်အတွက်ကျွန်တော်ဆက်လက်ပြီးတော့ပြောရမလဲ။ခုနကခရစ်တော်ရဲ့ခရစ်တော်တွေရဲ့အထောက်အမကိုခရစ်တော်ကကျွန်တော်ကိုပေးခဲ့ပြီဖြစ်တယ်။တောင်းကြလောတောင်းလင်ရပြီ။ရှာကြလောရှာလင်တွေ့ပြီ။တကားကိုခောက်ကြလောခောက်လင်ဖွင့်မယ်လို့ယေရှုကမိန့်ပါခဲ့တာဖြစ်တယ်။ဒါမှမကမနဲ့ယနေ့ကျွန်တော်ရသက်တာမှာဆိုရှင်ဖရာသခင်ရဲ့ခရစ်တော်များဆိုရှင် ကျွန်တော်တို့တအိုးချင်းအတွက်အကျိုးသက်ရောက်မှုရှိပါတယ်ဒါတော့တမန်ကျမ်းစာကိုလေ့လာတဲ့အခါမှာကျမ်းချက်တစ်ချက်ကိုဖတ်ရှုပြီးတော့အဲ့ဒီကျမ်းချက်ကဆိုရှင်ဖရာသခင်ပေါ်ပြလိုတဲ့အရာကိုပြန်လဲပြီးတော့အာယုံခံစားပါဒီကျမ်းချက်ကိုဖတ်လိုက်တာနဲ့ဖရာသခင်ကအော်ငါ့အတွက်ဘာကိုပေးနေတာလဲဖရာရဲ့ဂရုတော်ကဘာလဲဒါနဲ့ဒီနေ့ကျွန်တော်ရဲ့တက်တာမှာနှုတ်ကပတ်တော်ကိုရှာပွေတဲ့အခါမှာတမန်ကန်ရှန်ကာနဲ့ရှာလို့တော့မရဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ ဒါဒီနေ့ကျွန်တော်ရသို့ရှိဖျားသခင်ရဲ့ဂရိတော်ကိုရှာတဲ့ခါမှာဆူတောင်းခြင်းနဲ့ရှာဖို့ရံအတွက်အလုံးမပြင်ကြီးတာဒါကြောင့်တောင်းကြလို့တောင်းနေရမယ်အရင်ဆုံးပထမဆုံးလာရမှာကဆူတောင်းခြင်းပဲနော်နောက်ကဘတော်ကိုမဖွင့်မီမှာဖျားနဲ့အရင်ဆုံးကျွန်တော်ကဆိုရှင်တွေးထိပြီးတော့ဖျားသခင်ထံမှာစကားပြောပြီးတော့ဖျားသခင်ထံမှာဆူတောင်းပြီးမှနောက်ကဘတော်တမချမ်းသာကိုဖတ်မယ်ဒါကြောင့်ဆူတောင်းခြင်းနဲ့ဂရိတော်များသည်ကျွန်တော်တို့အတွက်ဖျားသခင်ပေးတော်မူသည့်အကောင်းဆုံးသောအခွင့်အရေးများဖြစ်တယ်တဲ့နော်ဒါကြောင့်ဆူတောင်းခြင်းနဲ့ဂရိတော်ဟာဆိုရှင်နော် ဖရာသခင်ကျွန်တော်တို့ကိုပေးတဲ့အဓိကအခွင့်အရေးဖြစ်တဲ့ကောင်မှာအဲ့ဒီခွင့်အရေးကိုချစ်တဲ့မိတ်ဆွေတင်းလက်လို့ဆုံးရှုံးမလားနော်တင်းပေါ်မှာဖရာသခင်ကဒီအခွင့်အရေးကိုပေးထားတဲ့ကောင်မှာအဲ့ဒီအခွင့်အရေးကိုကျွန်တော်ကလက်စုပ်လက်ကင်နဲ့လုံးဝဖက်တွယ်ပြီးတော့ဖရာသခင်နာမှာတောင်းလျှောက်ဖို့ဖရာသခင်နဲ့မွေးလျော်ပြီးတော့အသက်တာကိုရှင်သန်ဖို့ရန်အတွက်အလုံးမပင်ကြီးကြည့်တယ်ဒါဒီနေ့ကျွန်တော်ရတက်တာမှာဆိုရှင်ကျွန်တော်ရအသက်တာဝိညာဉ်ပိုင်းဆိုင်ရာအသက်တာမှာဆိုရှင်ပုံပုံပြီးတော့ကြီးထွားဖို့ရန်အတွက်ဖရာသခင်ရဲ့နှုတ်ကပတ်တော်မှာ ဂရိတော်များဖြင့်ကျွန်တော်ဖြည့်ဆီးထိန်းထားဖို့ရန်အတွက်ယနေ့ကျွန်တော်ဘာလုပ်ရမလဲတမချန်းစာကိုနေတိုင်းဖတ်ဖို့ရန်အတွက်လုံမပင်ရည်ကြည်တယ်ဒါဒီနေ့ချက်တဲ့မိတ်ဆွေပေါင်းတို့ဂျုံကြည်သူတယောက်နေနဲ့အဓိကအုံမြစ်ကိုကျွန်တော်ကခိုင်ခိုင်မာမာနဲ့ကျွန်တော်ကိုယ်တိုင်ကမစောက်ထိထားဘူးမချထားဘူးဆိုရင်တော့ကျွန်တော်ကအမြဲတမ်းပဲယိုင်လဲနေမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာဆိုချက်အမြဲတမ်းပဲခိုင်မြဲပြီးတော့တည်တတ်နိုင်ဖို့ရန်အတွက်အလွန်မပင်အရေးကြီးတဲ့တော့ချက်သည်နောက်ကပတ်တော်ဒီဟူသောအုံမြစ်ကိုကျွန်တော်ဘာလုပ်ရမလဲ နေရစင်တိုင်းလေးလာပါနေရစင်တိုင်းဖတ်ရှုပါဘုရားသခင်ရဲ့ဂရိတော်တည်တဲ့ပေါ်မှာပြည့်စုံလာမှာဖြစ်တယ်ဘုရားရဲ့ဂရိတော်တည်အသင်အများကြီးတွေးမြင်လာတဲ့ခါမှာသင်သည်ဝမ်းမြောက်ပြီးတော့ဘုရားရဲ့ကုန်တော်ကိုမချင်းမွမ်းမဲကိုမနေနိုင်လောက်အောင်သင်ရဲ့ကိုသင်ရဲ့ဘဝတတ်တာမှာပုံမို့ပြီးတော့တကယ်ပဲကောင်းမြတ်လာမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးတဲ့ပေါ်မှာအမြဲရရှိတဲ့ခါမှာအဲ့ဒီကောင်းမြတ်တဲ့စုကျေးဇူးနဲ့သင်ဟာဝမ်းမြောက်နိုင်ပွင့်ရတဲ့ နှုတ်ကပတ်တော်၌အသက်ရှင်ပြီးတော့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုနေ့ရက်စဉ်တိုင်းဖတ်ရှုပြီးတော့ကျွန်တော်ရဲ့ယုံကြည်သူတဲ့အုံမြစ်ကိုအမြဲတမ်းပဲတည်တံ့ခိုင်မြဲစွာနဲ့ကျွန်တော်တကယ်ပဲအသက်တာမှာဆိုရှင်တိဆောက်ဖို့ရတဲ့ဒီတမန်ကျမ်းစာကိုဖတ်ရှုလေ့လာနိုင်တဲ့ဖရာသားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းတော့ဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဖရာကောင်းချီးကျပေးပါစေ thank you